ကောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါဒါအခုကျွန်တော်ကဒီ Zoom meeting မှာတော့ဒီမင်းညကစားတော်တဲ့ Veronica နဲ့ Junior Fighter တို့ရဲ့ပွဲဆိုတော့ဒီပွဲကပုံမှန်အဖြစ်ကျွန်တော်ရိုက်ကြွေးနေဒီမှာဒါကိုစိုးညီနဲ့ကောင်းင်းနဲ့လုပ်လို့ရှိမယ်ပွဲနဲ့အရန်ဝေးသွားမှာဆိုလို့ကျွန်တော်ခက်မြမြပဲဒါပရိသတ်တွေကိုတင်ပြခြင်းလို့ပေါ့နော်ဆိုတော့တင်ပြခြင်းလို့ဆိုတဲ့နေရာမှာဒီရွေးရလို့ဝေးကိုဒါကျွမ်းကျင်သူသူဖြစ်တဲ့ရွေးရလို့ဝေးနဲ့ပတ်သက်တဲ့အားသာဆောင်းပါးပေါင်းများစွာကိုရေးသားခဲ့တဲ့ဒါ8 part ဦးဖြစ်တဲ့ ကိုစိုးညီရဲ့ဒီပွဲပေါ်အမြင်ပေါ့နော်ဆိုတော့ဒီအမြင်လေးကိုဒါပရိသတ်တွေစီကိုမျှော်ယူပြဖို့အတွက်ဒါဆုံးမီတင်ကိုစီစဉ်လိုက်ရဖြစ်ပါတယ်ဆိုတော့ကိုစိုးညီမင်္ဂလာပါကိုမင်္ဂလာပါကိုရန်ကိုရေကိုစိုးညီဒီမနေ့ကပွဲကတော့ဒါကိုစိုးညီရတရားပေါ်ကြည့်လိုက်ရမှာပေါ့နော်ဆိုတော့ကျွန်တော်လည်းကြည့်လိုက်ရပါတယ်ဆိုတော့ကြည့်လိုက်တဲ့အခါကျတော့ဗီရိုနီကာနိုင်သွားတယ်နိုင်တဲ့အခါမှာလည်းတော်တော်ပြည့်ပြည့်သွားနိုင်သွားပြီးတော့ပွဲကတင်စလောက်ကြည့်မကောင်းခဲ့ဘူးเนาะဆိုတော့အဲ့ဒီအပေါ်အရင်ဆုံးတစ်စက္ကချီးလေးပေါ့ကိုစိုးညီအမြင်လေးအရင် အကျဉ်းချုပ်လေးပြောပြရအောင်ဟုတ်ဒီကျွန်တော်မြင်တာကတော့ရော်နီကာလေးဂျူလီယန်ဖက်တက်ပွဲဟာဒီတက်အကျစိတ်ဝင်လာတဲ့ပွဲတစ်ပွဲဖြစ်တယ်နေညာသို့တော့ထင်လာလဲပို့ပြီးတော့နေမဆန်ဆန်ပွဲပြီးသွားတယ်ရော်နီကာဘက်ကတော့တာဝန်ကြီးတယ်ပေါ့နော်သူကတော့သူလုံးတရားကြည့်ရလို့ပါတယ်ပြည်သက်ကတော့ပြန်လန်ဖို့ကြမယ်ချစ်တင်နေပွဲပြဲကမျိုးကြည့်နေကြအဲ့လိုပြည်သက်တွေဘက်ကတော့ပွဲကောင်းတော့ပွဲလို့လုပ်လို့ရကြမှာရမယ်သို့တော့ကျွန်တော်တို့ဒီမြန်မာပြည်သက်တွေ ါဝင်ရော်လီကာရဲ့ပန်နေအားလုံးကတော့မလေးရညာအပွဲပေါ့ပြင်ရမယ်အားရမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်အနေနဲ့ပထမဆုံးဒီပြောကြတာဘရိုနီကာကိုပစ်ကူလိုက်ပြီးဖြစ်စေပါပြည့်နိုင်ပွဲအတွက်ဝင်ယူပါတယ်ဂုံယူပါတယ်လို့ပြောကြပါတယ်အရင်ကျေနပ်စရာကောင်းပါတယ်ဟိုကိုစိုးကြီးဆိုပြောသလိုပဲဒီပွဲပေါင်းတစ်ပွဲဆိုတာကတော့ဒီအပြန်လှန်ပညာချင်းပြိုင်နေတာတပီးဆိုင်ထိုးနေတာတော့မို့ဒီခြေကန်ချက်တွေပြိုင်နေတာအရွေးအလျားတွေပြိုင်နေတယ်အဖအဖြစ်ပြင်မို့လေပြိုင်ဆိုင်ချင်းပေါင်းများစွာနဲ့ အကျိနဲ့ဖြစ်ပြီးတော့နောက်ဆုံးမှဒါပုတ်ကာတိကအနိုင်ရသွင်းအနိုင်ရသွားခြင်းမျိုးကိုအကျိအနယ်လို့သုံးမယ်ဆိုရင်တော့အဲ့ဒီအင်ကရဲနဲ့မညီခဲ့ဘူးဆိုတော့မညီခြင်းမှာဗရိုနီကာရဲ့အပြစ်လည်းမရှိဘူးဗရိုနီကာသူ့လုပ်ကိုသူအကောင်းဆုံးလုပ်နိုင်ခဲ့ပြီးတော့ဒီတစ်ဖက်သက် overwhelming လုပ်သွားတယ်ဂျူနီယာဖက်တက်စ်ကိုဘလို့မှမခံနိုင်အောင်သူကစားပြသွားနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီဗရိုနီကာရဲ့အခုဒီပွဲမှာလည်းကျွန်တော်တို့ဗာတွေ့ရလဲဆိုတော့တကယ် heavy bouncing ပေါ့နော် bouncing ဘက်ကို orientation တော်တော်လေးများတော့တွေ့ရတယ် ဒီပွဲမှာဒီဗီရိုနီကာရဲ့မနေ့ကပြသွားတဲ့ performance ပေါ့တွမ်းဆောင်ရည်ပေါ့အဲ့ဒီအကြောင်းလေးလဲပေါ့သူကြီးပြောပြအောင်ဒီဗီရိုနီကာတကယ်ကို boxing background ကလာတာလာတဲ့အတွက်ဒီ boxing skill တွေကောင်းတယ် boxing technique တွေပိုင်လာတော့တိတ်တော့အံ့ဩစရာမရှိဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီလောက်ဗီရိုနီကာဒီဓမ္မလက်ရွေးတဲ့ဖြစ်ဒီလိန်ထိုးဘူးလေ boxing မှာဒီတိုင်မှာဒီ boxing ထိုးဘူးတယ်တတိယဒီရဘူးလေဘာဖြစ်လို့ကျွန်တော်နေရှင်းတဲ့လူသမီး champion boxing အနေနဲ့လည်းသူ channel ဖြစ်ပေါ်ခဲ့တယ်။သူလိုတဲ့တင်ပြ drone ကဒီ bottom background မှာအကြိုက်ကျင်လိုက်ခဲ့တယ်။ပုံသိအောင်ကြော်တန်းတင်တာတော့မဟုတ်ပဲနဲ့ professional မဟုတ်ပေမဲ့ရွေးတဲ့အဆက်အနေနဲ့ကြိုက်ဖက်တန်းခဲ့တယ်။အဲ့တော့ဒီ bottom scale တွေကောင်းတယ်။ဒီ bottom ထိုးပြီးမှသူကမြန်မာယူရလက်ဝတ်ကိုရောက်လာတာ။မြန်မာယူရလက်ဝတ်ပြီးတော့မှသူ high five high back ကနေဒီ watch channel ဖြစ်ကိုရောက်လာတယ်။ညာပွဲရဲ့ဒီကအဆုံးချက်ကလည်းကျွန်တော်ပြင်လဲဒီအာဒူတဲ့ junior fitter ကို ဘောက်စ်မှာ ground ကလာခဲ့တဲ့ Ronnie ကအသာရောက်လာတာဒီကအပြင်လက်သေးချင်းဆိုင်ပူတာပြန်တိုးတာအဲ့မှာဘောက်စ် scale တာတယ်ဘောက်စ် technique တွေပိုကောင်းတဲ့ဘောက်စ်တက်တယ်ပိုလုံးနိုင်တယ် Ronnie ကအသာရောက်လာတယ်ဆိုတော့ဒါမြင်ရတာလေရှင်းရှင်းလင်းလင်းရှိပါတယ် Bronica က too much power too much tenacity ဒါဒါကျွန်တော်တို့ဘာမှဟိုအငင်းပွားစရာမရှိအောင်မြင်ရတယ်အခြားတစ်ဖက်မှာတော့ဒီ Jonathan Fedas ကဒါတောက်လျှောက်နိုင်ပွဲဆက်နေတဲ့ဒါ ကစားသမားပေါ့နော်ဆိုတော့မနေ့ကပွဲမှာတော့သူဟာဘရော်နီကာကိုဘယ်အပိုင်းမှာမှဒုက္ခမပေးသွားနိုင်ခဲ့ဘူးသူခံနိုင်ရကိုတော့ကျွန်တော်တို့မြင်ခဲ့ရတယ်ပွဲတူမှာလဲကိုစွန်းကြီးလို့ပြောထားတာရှိတယ်ကိုစွန်းကြီးနဲ့ကောင်းရင်ပြောထားတာဒီဂျူနီယာဖက်ဒက်စ်ကတော်တော်မာတယ်လို့ပြောထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီမာကြောမှုကိုရောကိုစွန်းကြီးဘယ်လိုမြင်လဲအသိမပြုလားဟုတ်ပလေးကတော့ကျွန်တော်ကွဲကြုံလုံးကလည်းပြောတယ်မနေ့ကလည်းထပ်ပြရတယ်ဒီတုံတန်ရုံတုံရင်ပမာရှိမာတွေကတော့ကြောက်ရွံ့နေတယ်အ ဒီလူရပြက်တက်ဒီမာပါတယ်တော်တော်လေးမာတယ်ဘလို့သူတိမာတယ်ဆိုရင်မလေးကကျွန်တော်ဒါမိတာဘရိုနီကာရဲ့ဂျက်ပီကိုဒီကောင်းလွင့်သွားတယ်ခါသွားတယ်ခေါင်းနောက်လန်သွားတယ်ဒီတက်တာတော့မှာဂျက်ပီကိုခံနိုင်နေတယ်သို့တော့ဘရိုနီကာရဲ့ဒီ overhead ပုတွေအပါကတ်တွေအဲ့ဒါတွေထိလို့လာသူကြပြီးအမှတ်ချက်နေတာဟုတ်သူလူတွေတိတ်ကြရတော့ဟို normal သွားနေတယ်လက်သီးတွေတော့ ယူနီယာဖက်ဒက်ကခံလိုက်ခံနိုင်လာကိုလည်းတွေ့ရတယ်ဥမာကောင်ကလည်းတော်တော်လေးမြင့်လာကိုတွေ့ရတယ်လုံးဝပါဝါပြစ်ဥပါဟတ်တရောဟုတ်ရောတောက်လျှောက်ထိလို့လားထိတာမှတစ်လုံးနဲ့ထိတာမဟုတ်အားထိလို့တဲ့နှလုံးသုံးလုံးကွဲလုံးနေရောတောက်လျှောက်ထိတာထိလို့လားကြောက်ဒီမှာကောင်ကတော်တော်မြင်လာလေရပွဲမှာအဲ့မှာဒီကိုစုံကြီးအခုပြောနေရင်းနဲ့ကျွန်တော်လည်းမျက်လုံးနဲ့မြင်လာတာကဟိုမှာဘရိုနီကာရဲ့မျက်နှာက Jordan Fetters ရဲ့ target ပေါ့နော် target area ပေါ့အဲ့လိုပဲဒီ Jordan Fetters ရဲ့မျက်နှာက Veronica ရဲ့ target area ပေါ့ဒါပါတော့မျက်နှာဆိုတာအလွယ်ပြောတာပါဒီ body ပေါ့ဒီ body part တွေပေါ့အဲ့ဒီဟာတွေကသူတို့ရဲ့ target ဆိုရင် Veronica C ကကြတော့ဘုသွန်ကြီးကဆိုလိုချင်တာကနေရာစုံကနေပြီးတော့ target C ကိုလာနေပြီးတော့ Junior Fetters C ကကြတော့တနေရာတွေကနေအဲ့ဒီ Veronica ရဲ့ body ပေါ့မျက်နှာကိုခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုလာတာအဲ့လိုဆိုလိုချင်တာလား အဲ့လိုအဲ့လိုမျိုးလည်းပြောလို့ရတယ်နော်အဲ့ဒါဒီ housing scale ကြောင့်လည်းပါမယ်ဘာလို့လဲဆိုတော့ junior player ကတော့ရိုးရိုးထိုးရတာပေါ့နော် body ထိုးမယ်သူမဟုတ်ဒီ right ဟိုလက်ချက်ထောင်းမယ် right hook ထိုးမယ်ဒါပုံမှန်1 2လေးဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီဟာမှာပဲသူတက်နိုင်လို့များ power ထည့်ပို့ပါတယ်ဒီ bronitar ကကြတော့ဘာဖြစ်လို့လဲဆိုတော့သူဟိုခင်းကြရတာပေါ့နော်ချောင်းလက်တီထိုးတက်တယ်ဓာတ်ချောင်းအကြောင်းလေးနဲ့လည်းအဲ့တော့သူခင်းကြသူပဲပဲရှိခင်းတယ်ဟုတ်ကဲ့ junior player ကလည်းပဲရှိခင်းတယ်အဲ့ဒါလုံးနဲ့မြင်အောင်ပြောရလို့ထဲအခင်းကြီးကခုကိုထောက်လမ်းမလောက်กว่าဒီကြောက်ဟို လိုက်ခဲ့တယ်ရော်နီကရော်နီကရဲ့ဘယ်ချီလောက်ဒီဂျူနီယာဆိုင်တက်တဲ့ဘယ်ချီတော့လား၆လမလောက်ထိရအောင်အနေကတ်တယ်ပြည့်နေတယ်လို့ဒီလစ်တောက်ကိုကလော့ဖ်ကစ်စတန်ကိုသူရအောင်ယူတာပေါ့သူရရအောင်ယူတာဒီဝါတော့မှသူဒီအပါကတ်သုံးတယ်ဂျက်တုံးတယ်တခုပိုင်းခုလေးတောက်လျှောက်သုံးတယ်အဲ့ဒါဒီဒီမင်းကရော်နီကထိုးသွားတာဆိုဘော်ရီကိုတိတ်ပြီးတော့အမှုမတည်ဂျောတွေကိုဦးတည်ပါတယ်မျက်နှာကိုလည်းဒီကိုကိုတိတ်ဂျောတွေကို ဂျော်ရီကိုထိုးနိုင်မှလည်းကြားမယ်ဆိုတော့သိထားဖို့ရတယ်။အဲဂျော်ရီကိုလည်းကြားထားတယ်။ဒီအနေနဲ့ပဲသူထားပါတယ်။အဲ့ဒါလည်းခုနပြောသလိုပေါ့။ဘောက်ဆင်ဘက်ဂရောင်းကဒါလည်းလုံနေတယ်။ဘောက်ဆင်ဘက်ဂရောင်းမဟုတ်တဲ့နေရာကနေသူကောင်းတဲ့လူနဲ့အိမ်နှစ်ခုကြားမှာပေါ့။ကျွန်တော်တို့အရင်စူပါဂျီရောက်ပွဲတော့လည်းဒီစူပါဂျီချမ်းဒီကျွန်တော်လက်တီကောင်းတယ်။ဒီဘောက်ဆင်ဖေးကောင်းတယ်။ဘို့တော့ဒီပရိုပေါ့ဆန်အားလေလာတဲ့ဆန်ကာလင်းနဲ့ရှင်လိုက်တော့လက်တီချင်းရှင်လို့များတော့စူပါဂျီကလူမျိုးလေးတာမျိုးပေါ့နော်။ဒီအနည်းက ရော်နီကာအတွက်ဘာဖြစ်လို့အဲ့လောက်ထိဝယ်ဝါလဲဆိုရင်ကျွန်တော်ငယ်ပြောရတယ်။ဂျူနီယာဆက်တက်ကကသားဟန်ကြောင့်လဲဆက်လိုက်။ဘာဖြစ်လို့လဲဆိုတော့ဂျူနီယာဆက်တက်ကဝိုင်းဘက်ကသားလားမျိုးမဟုတ်ဘူး။မူးမန့်နေသိမ့်မလို့။ဥပမာလည်းတည့်ထိုးကြတာ။ဖောက်ထိုးကြတာ။ဥပမာလည်းရှေ့ကိုသွားကြ။အဲ့ဟိုဘရော်နီကာကလည်းအတက်ငင်ကလာကြ။နေရာဝယ်တယ်မှာ။တိတ်ပြီးတော့လိုက်ကြမလို့ဆိုင်ထိုးပြိုင်လို့ပုံလဲ။ဆိုင်ထိုးပြိုင်ထိုးတဲ့အချိန်လေးမှာဘောက်စီဒေတာလေးလူပါဝါပိုကောင်းတဲ့လူပါ။ လာရပါတယ်ဆိုတော့ဟုတ်ဟုတ်တော့ကိုသွင်းကြီးအခုပြောနေအောင်နားထောင်နေတယ်ကျွန်တော်က game ရဲ့ design ကိုကျွန်တော်မြင်လာတယ်ပေါ့နော်ဆိုတော့ဒီ game တစ်ခုမှာဘောလုံးပွဲပဲဖြစ်ဖြစ်လုံးဝပဲဖြစ်ဖြစ် game ရဲ့ design တွေရှိတယ်အဲကျွန်တော်တို့ထိုးပေါက်ဆွတ်တယ်မဆွတ်ဘူးဆိုတဲ့ဇာတ်ကားမျိုးတွေပေါ့နော်ကျွန်တော်တို့ဒါလုံးဝမှာဆိုရင်ဒါဒါကဆွတ်ခြင်းမဆွတ်ခြင်းဆိုတဲ့ကိစ္စက game design ကိုပေါ်ပြဆိုရင်အခုဒီပွဲရဲ့ game design ကလည်းဒီဒီ Veronica က Unifedes ရဲ့ performance ဘာလောက်လာမလဲဆိုတာကိုကြိုသိနေတဲ့အတွက်အဲ့ဒီအရာကို तू ပိုတာအောင်လုပ်ပြလိုက်တယ်ဆိုတော့ game design မျိုးလားအဲအဲအဲ့လိုမျိုးမေးလို့ရတာဟုတ်ဟုတ်ကဲ့အဲ့လိုမှန်လားပေါ့ကွာပြောလို့လဲဆိုတော့ကျွန်တော်ထင်တယ် junior fair tag အနေနဲ့လေ bronica ရဲ့ကစားပုံကိုပြသူ surprise ဖြစ်သွားပါဘူး။ဘာကြောင့်လဲဆိုတော့ junior fair tag ဒီတေချာပေါ့ဒီ bronica နဲ့ bia ပွဲကိုကြည့်ထားမယ်အဖောက်ဖောက်ကြည့်ထားအပွဲမှာတော့ Bronica ကပထမအချိန်မှာဘုံကတောင်းလာကလားဟုတ်ကဲ့ဘိုင်းဘက်ကလားတဲ့စတက်တွေကြီးတယ် ဲ့လိုပုံစံမျိုးနဲ့ပေါ်ထွက်လာမယ်လို့ညီမဖက်တက်ကထင်ကောင်းထင်ထင်မှုလည်းများရတယ်ကျွန်တော်အမြင်အရပါတော့အပွဲဒေတာပေါ်ကြည့်တာပဲသို့သော် Brownie ကပွဲဆလာတယ်ကတကယ်ဥပေါင်းလိုက်တယ်ဒီနေ့ဖက်လက်ကိုဖိတ်သူပေးသွားတွေးလိုက်ပြေးပြီးတော့ဒင်မာလည်းငါပါလေပေါ့နော်ယူရလည်းဝင်တဲ့ကားလေးပေးလိုက်တယ်အဲ့ချိန်မှာ Brownie ကဘာသာလဲဥပမာ Bouncing ပေးတာလေလျင်မြန်မှုတာလေကိုကတော့ Power ပိုင်းတာလေအဲ့အတွက်ဒီနေ့ဖက်လက်ကတော်တော်လေးလဲအလင်းလိုက်ခံလိုက်အောင်ရတယ်အော်သွားပုံလည်းရတယ်ပြီးတော့ဘလုံးမရှင်း ်ချိန်တိုင်းပဲနဲ့သူဆော်သွားတယ်။ဟုတ်ကျွန်တော်တို့ကတော့မီနီယာဖဲတက်ကိုလွန်ခဲ့တဲ့ခုနကပွဲလုံးကိုကြည့်ထားတဲ့အတွက်မီနီယာဖဲတက်ဒီတော်ကင်မဲလာမှာ။သူကမူးမန့်လည်းသွားမှာမဟုတ်ခြေောက်တည်းလည်းဟိုထိုင်းတယောက်နဲ့နေတယ်။ခုနကခုနကဖြတ်မင်းညင်လို့ကိုစွန်းကြီး။ဟုတ်။အဲ့တော့အဲ့တော့ဒီကျွန်ရဖဲတက်ကဗီရိုနီကာရဲ့ဒီလက်ဝဲအရေးအသွေးကိုမတိလို့လားတခြား game plan B မပြင်ဆင်လာဘဲနဲ့ပိုင်ထိုးပြိုင်ထိုးရင်မာဂုံနဲ့နိုင်မှာပဲလို့တွေးလာလို့ ီပုံစံဖြစ်သွားတာလားဒါတော့ကိုကျွန်တော်လည်းသိကြတော့မပြောသို့တော့ဂျူနီယာဖက်တက်ကိုကျွန်တော်ပွဲကြည့်မှာတော့ဘယ်လိုလဲတော့ပုံစံလဲတော့လူသမီးတွေကဟိုရော်ထန်နဲ့အနာဘောက်ဂျင်းစတင်နဲ့ဟိုရော်ထန်နဲ့စတင်နဲ့ကလာရှိတယ်လူကြီးကပေါ့ဖက်တက်နဲ့ပတ်သက်လင်းလေးပြောခဲ့အနာလေးတော့ကိုကအနာခံနိုင်နေရှေ့တိုးတယ်ဟုတ်ဟိုလက်သီးတွေကောင်းတယ်ဟိုရော်ထန်ကလည်းသူတော့ဆိုရော်ထန်လေးစူပါလန်နဲ့တွေ့မယ်ဒိုမူတက်ခဲရူနဲ့တွေ့မယ် တခဲရုမဟုတ်လို့ဆိုပြီးရော်တန်စတိုင်ပြောင်းသွားတာမျိုးသူကလမ်းလမ်းမဟုတ်လို့ဆိုပြီးတော့ရော်တန်စတိုင်ပြောင်းသွားတာမဟုတ်ဘူးရော်တန်ကတော့ရော်တန်ကတော့ပြောင်းပုံနဲ့ပဲဟိုလေအမကျွန်တော်အခုကိုသွန်းကြီးပြောချင်တာကိုကျွန်တော်ထပ်ပြီးတော့ဟိုဘလော့ကမအထွန်းတက်ပါတော့မဟုတ်ဘူးကိုသွန်းကြီးဆိုလိုတာကဗရိုနီကာကြိုက်တဲ့ပုံစံနဲ့လားဒူနီယာဖက်တက်စ်က तू နိုင်နိုင်နေကြပုံစံ तू အားတန်တဲ့ပုံစံနဲ့ဗရိုနီကာကိုဖြိုးနိုင်မယ်လို့ तू ကယုံကြည်ခဲ့တာပေါ့အဲ့ဒါဆိုရင် မှန်တာပေါ့ကိုကျွန်တော်ကတော့အဲ့လိုမျိုးပဲထင်တယ်။ဘာကြောင့်လဲဆိုတော့ဖြစ်ပွဲလေးဒီမှာလေတံမက်တွေကကြောင်းလဲသွားတယ်။မင်းရဆက်တဲ့ဒီပုံစံတိုင်းပဲပွဲထွက်တယ်။အော်ဒီလိုပဲဆိုင်တော့မယ်လိုက်ပရက်ရှာပေးမယ်။အဲ့ဘရောင်းလီကောင်လည်းသူကအဲ့လိုမျိုးအတက်ကင်လဲပရက်ရှာပေးဖို့ပဲ။သူအောင်မြင်နေတဲ့နေပြီးတော့သူမပြောင်းဘူးပေါ့။မပြောင်းလဲဘူးနော်။အဲ့ချိန်မှာကုနာသကောင်ပြန်ကောင်းသွားလို့ရှိရင်ဘရောင်းလီကထင်တယ်လို့မျိုးကောင်းတာမှကစားပဲနဲ့အတက်ကင်ဟုတ်ကဲ့လက်ပတ်လဲသွား။ဥပ္ပံများအောင်လှုပ်လာတဲ့ချိန်မှာ surprise ဖြစ်သွားတာ။ဟုတ်ကဲ့။ဘယ်လိုတုံးကြရမလဲဆိုတော့ဒီဖက်ပိုင်းလည်းသူအားလဲပေါ့။ဟုတ်ကဲ့ဟုတ်ကဲ့။ဆိုတော့ အဲ့မှာကျွန်တော်ဗရိုနီကာဘက်ကိုတစ်ချက်ပြန်သွားအောင်ဗရိုနီကာကသူ့ရဲ့ one championship ပွဲဥထွက်မှာရှုံးမွေတွေ့ခဲ့တယ်အခုဒီပွဲမှာအနိုင်ရတယ်ဆိုတော့အဲ့ဒီနှစ်ပွဲကြားမှာရောဗရိုနီကာဟိုဘာတွေကွာခြားသွားတယ်လို့မြင်လဲကျွန်တော်တင်ဆိုမှုဘာတွေကွာသွားတယ်လို့ခင်လဲဒါကလည်းဟိုကိုရန်ကတော့မျက်မြင်တော့မဟုတ်ပါတော့ဗရိုနီကာရဲ့ကြိုးကြချက်တွေရယ်ဗရိုနီကာဟိုရုပ်ပိုင်းဆိုင်ရာအရာမြင်တွေ့ရတာတွေရယ်ပေါ့ဟုတ်တယ်နော်ပထမပိုင်းကတော့ဗရိုနီကာပါ ဟုတ်ဒူဘိုင်းဆိုင်ရာဆိုကျွန်တော်ဟိုကြပါလို့ဒီအခုဒီနေ့ဖက်ဒရယ်နဲ့မထိုးခဲ့မှာဘရိုလီကာတိတိဝိချင်းလောက်တဲ့ချိန်မှာကျွန်တော်ပြရနေထားဒီလုံးဝ6ကတ်နေလေခဏဘုံမှာကျွန်တော်ထင်လဲဒီဒီတပ်ပါဆန်းကိုတမ်ပါဆန်းဝင်ကြတော့ပဲတမ်ပါဆန်းအောက်တော့ရောက်မလားမသိအဲ့လိုနေထားလို့ပြရတယ်ကျွန်မဘုရားတိုးလင်းဟူးဟူးလို့နောက်ဆုံးထိုးပါတယ်စိန်လုံးချိုးတဲ့ဟူးတဲ့ကိုပူပြီး6ကတ်နေတာမျိုးပြရတယ်ဘယ်ဒီဒီလုံးဝပေါ်နေတယ်ဒီချက်စမာတယ်အနှောင်းလိုက်တွေထားနေတယ် ဒေါ်လိုင်းတွေပေါ်တယ်တက်သားတွေကွဲပေါ့နော်တက်သားတွေကွဲနေတယ်တက်သားရောက်နေမဟုတ်ဘူးဒီဈေးပါ6နေဒီရောအစီရော6တော့တခုတော့ကိုးရမြည်တယ်သူ high fishing ကဝင်မလားပေါ့အလောက်6ကန့်နေဝေးကတော့ဝင်မယ်သူနေလားအဲ့လိုနေလားလေသူဟိုကြာတော့လေးလေးမှသူ high fishing တက်ဖြစ်တယ်ဝေးချိန်တော့နောက်ခုလုံးသူပြတ်ပြတ်အဲ့တော့လေကျွန်တော်အန်လန်းအောင်မှုရဲ့ကြီးတဲ့ကြီးကြီးဘယ်လိုနည်းနော်ချပါပြီးတော့ဟုတ် ဒီဒီလောက်ထိဝိချထားရဲ့ဒါနဲ့တော့ erosion တက်အောင်သူတင်းနေသူ new vision ပညာရှင်နေသူရဲ့ဒီအသိမှရှိတဲ့လူလိုကံဖို့လေဘလောက်ကူညီပေးနိုင်ဒါအရင်ရေးကြည့်တယ်ဟုတ်ကဲ့နောက်တစ်ခါကျွန်တော်စိတ်ပူမိတာဒီလောက်ချထားရင် तू ကသူရဲ့ federal ဝင်နေအဲ့လောက်ချထားလို့ရှင်စင်ပေါ်မှာ invite အားဖြင့်ခါနိုင်ပါမလားစင်မန်းနေမလားအဲ့ဒီမလားကျွန်တော်အလူမျိုးတွေလည်းစိတ်ပြီးအဲ့ဒါကလည်းသူတကယ်ထိုးတဲ့အချိန်ကတော့ကျွန်တော်အထင်နဲ့လုံးဝစိတ်ပုံမှုတွေတောက်သွားတယ်အင်းပြီးအားပြီးပဲ ဟိုဝါရီကျွန်တော်မြန်မာကစားသမားတွေဆို high patient တက်မှာအောင်လို့ရှိရယ်ဟိုမျိုးမျိုးဒီဝါရီဖြစ်တဲ့တိုက်ပိုးတွေဝင်ပြီးတော့ဟိုကွဲရဲကြလို့ရှိရင် performance အောက်ဝါရာမျိုးတွေဖြစ်တယ်ဒီသူ bronica ကြောင့်မဖြစ်ဘူးအဲ့မှာကျွန်တော်တတိထားမိတာ bronica ကိုပံ့ပိုးပေးနေတာ tiger gene tiger gene ဆိုတာလည်းနိုင်ဟိုအဲဒီဝင်နာမည်ကြီးတက်မှာ hydration ပဲဆက်တည်တယ်ရှိကောင်းရှိမယ်သူတို့ရဲ့လုံဆောင်ချက်တွေကိုလည်းကျွန်တော်ဒီနေရာမှာအတိပတ်လည်းပြုတယ်ချီချူးချီ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  behind the behind the scene ကနေအစွမ်းပြနေတဲ့သူတွေပေါ့ဟုတ်ကဲ့ခင်ဗျာ ဲ့ဒါလည်းဒီ Bronica ရဲ့ဒီ performance ကိုအများကြီးထောက်ပံ့ sponsor ပေးနိုင်တယ်လို့ကျွန်တော်ထင်တယ်ဟုတ်ကဲ့ဆိုတော့ဒီပထမပွဲတော့ကကြတော့ Bronica ကိုကျွန်တော်တို့ကဒီအားမရတာက stamina ဘိုင်းပေါ့နော်ဟိုဒီပွဲမှာကျွန်တော်တို့က stamina ကိုကျွန်တော်တို့မမြင်လိုက်ရအောင်ဘာကြောင့်လဲဆိုတော့ဒါဒုတိယအချီ10မိနစ်ကျော်မှာပဲပွဲရဲ့တိမ့်သွားတဲ့အခါကြတော့ဆိုတော့ကိုစွန်ကြီးဒါတော့ဒီနည်းနည်းဟိုဘယ်လိုခေါ်မလဲဆိုတော့ hypothesis of sand ပါပေါ့နော်သုံးကြီး အထိရောက်သွားမယ်သို့မဟုတ်အမှတ်နဲ့ဆုံးဖြတ်မယ်အချိန်နဲ့ရောက်သွားရင်ရောဗရိုနီကာဟာပထမပွဲထက်ဆိုင်ဒီပိုကောင်းတဲ့တက်လုံမြင်ရနိုင်မလို့ထင်တာဒီပထမအချိန်အချိန်လေးကိုကြည့်ပြီးတော့ပထမပွဲတက်လို့သူဟောကောင်းရင်ပိုကောင်းမယ်သို့တော်ကျွန်တော်ပွဲကျူမှာကြော်ခဲ့တဲ့စကားကြီးတစ်ခုရှိတယ်။ဘာဖြစ်လို့လဲဆိုကျွန်တော်တွေးမိတာကျွန်တော်အမြင်ကျွန်တော်အချက်ပေါ့နော်။အဲ့ဒါဘာလဲဆိုတော့ဗရိုနီကာကဒီနေရာဖဲတက်နဲ့ရှင်လာရဲ့ဗရိုနီကာဒီနေရာ29နဲ့နေရာဖဲတက်က9နဲ့ပဲရှိတယ်။အဲ့တော့တက်29နဲ့လွယ် လူငယ်တယောက်ကတက်လုံနေမာကုံတွေကိုတော့ရိုနီကာသွားပြိုင်လို့ရအောင်အဲ့ဒါကျွန်တော်ပြောခဲ့ဟုတ်ကူပွဲလေဒီလိုနောက်တော့ငဖြစ်သွားပဲနဲ့တုံးကြည့်ပြည်ကြားလေကြားလေဟဲ့တကယ်ဒီနေရာဖြစ်မှာတက်လုံမိုင်းမှာရိုနီကာဖြစ်လူမျိုးလေးတော့ကျွန်တော်ခံထားတယ်ဒါကတော့ရင်းလို့မရတဲ့တပါပါပေါ့လူငယ်တယောက်ကဒီတက်လုံမိုင်းတွေမာကုံတွေကတော့ကျွန်တော်တို့ဒီနေ့တက်ကိုတုံးနေတဲ့ခါလို့ရှင်တော့ဒါလေးတာတာရှိတယ်ဆိုတော့ဒီပွဲမှာ distance က အစောလိုက်ပုံစံကြီးပြောသွားတယ်ဒီ distance distance ကိုအချလုံးမှာကွာဒီ light ရအောင် light ကတ်တယ်ဆိုတော့ဆိုလို solo ရာကဒီကျွန်တော်တို့ကလည်းတို့ရဲ့ game plan ကတို့ကိုယ်တိုင်ပါးစပ်ကထုတ်မပြောမှမသိနိုင်ဘူးပေါ့နော်ကျွန်တော်ခံမှန်းကြည့်ပေါ့အရာဆိုရင်သူကဒါဆိုအမှတ်နဲ့သူမဟုတ်ပွဲကြီးပွဲကြီးအရှိပေါ့တုံးကြီးလုံးအပြည့်အထိမတွားခြင်းပဲနဲ့လိုက်ဖြတ်ခြင်းလို့ဒီ Jonathan Faltes ကိုဟိုလိုက်ပြီးတော့ push လုပ်တာမျိုးလား ဟုတ်တယ်ကိုဘရောနီကာဒီပွဲလူမှလည်းသူပြောတာလေသူတော့ပွဲလူပြောတာတော့အလီကရဲ့စိုက်ကိုတွေပြောတာတွေလည်းရှိတယ်မာကင်းမာကင်းလောက်တာဒါပေမဲ့မိုင်းကင်းလေးလောက်တာလည်းရှိတယ်သူကလဲထုံးမှပြောတယ်သူတော့သူပွဲလူပြောခဲ့တာခါလာမိုင်းကင်းမဟုတ်ဒစ်စတင်ပေါ်မှာလည်းသူပွဲစတာလှုပ်ပြီးသွားတယ်ပထမကြီးစလှုပ်ပြီးသွားတယ်သူကလဲထုံးမှုသူပြောထားတယ်လည်းလှုပ်သွားတာပေါ့တကယ်တကယ်လှုပ်သွားတယ်အဲ့ဒါအဲ့ဒီမှာသူကဖဲတက်ကလည်းနေတပ်ပြိုင်သူပြောတဲ့လိုက်တကယ်လှုပ်သွားတယ်အဲ့တော့ ကျွန်တော် Mike Tyson ပြောဦးတဲ့စကားလေးတစ်ခုရှိတယ်ပေါ့နော်ဒီလက်သီးချက်တွေပေါ့သူက bouncing ကတော့ရှင်းတယ်လေဒီဒါအလွယ်ပြော English bouncing ပေါ့ဒီ bouncing က6လောက်လုံးဝ0%ပဲနော်လက်သီး100%တော့တဲ့ကစားနည်းပေါ့ဒါပေမဲ့လက်သီးတွေထပ်ဖို့အရေးကြီးတာ6လောက်တွေဆိုရောဒီ low weight ဒီ bouncing game ကကန်တော်ဝင်တူဖြစ်တဲ့ Mike Tyson ကပြောတယ်ပေါ့ဒီအားခွန်အားဒီအားလက်သီးစီကိုပို့မဲ့အားတွေရဲ့အစဒီကျန်းပြန်မှာနင်းထားတဲ့6လောက်ကနေလာတယ်ဆိုပြီးတော့ပြောတယ်ပေါ့ဆိုတော့ ဗရိုနီကာရဲ့မနေ့ကဒီ stance ဒီအကြောင်းပြီးတော့ဒီလက်သေးချက်ဒီအကြောင်းပြီးတော့ဘာကြောင့် too much power ဖြစ်နေရတာလဲ too much tenacity ဖြစ်နေရတာလဲအဲ့တော့ကိုစွန်ကြီးပညာရှင်အမြင်နဲ့ကျွန်တော်ပြောရအောင်ဒီကတော့သူဘောင်းစင်တက်ကနေပိုင်းအောင်ခေါင်းဘောင်းစင်မှာကျွန်တော်တို့ဒီလောက်ဒီဒီတဲ့ကျတန်းအောင်ဒီကပုံမှန်မှန်အဲ့ဒီကဘုံမှာကျွန်တော်တို့ကခုံးအားတွေခါးအားတွေနဲ့တွဲကျွန်တော်တို့ခုတော့ဘာဖြစ်လို့ဟုတ်လို့ရှိရင်အဲ့ဒီတဲ့ကျမှာအခြေပြက်နေတာမျိုးတွေ ုံစံမမှန်လာလို့ဆိုကျွန်တော်ထွက်သွားတယ်တက်ပြီပါလေကလည်းလူကနောက်ကိုလောက်လန်ကျင်လန်နေမှာသို့မဟုတ်လူကထားတယ်ပို့ပြီးရှေ့ကိုငါကျင်ခိုင်းတယ်အဲ့ကြမှာကျွန်တော် damage တော့ပါပါတော့အကြောက်ပါရောနီကမနေ့အဲအိဟာအကုန်လုံးမမှန်ကန်ကန်လုံနိုင်တယ်လုံနိုင်တယ်ဆိုတာကလေသူဒီဘောက်ဆန်ကိုတကယ်ကိုလည်းရွေးစင်အဆင့်ဒီနေရှက်တဲ့အဆင့်ဒီဒီကဲအဆင့်ပို့ခဲ့ရတော့သူကောင်းကောင်းလုံနိုင်တယ်အဲ့လေဒီချက်တင်ကြောင့်လေဂျူနီယာလုံးဝပျော့ခွေပါတယ်ပြည်ပြည်သူ့မှာသူ့မှာရှိတာကဒီဘောက်ဆင်း background ကရှိပြီးသားဘောက်ဆင်း experience ကရှိပြီးသား အဲ့ဒါကိုတကယ်ပြင်ဆင်မှုကောင်းတဲ့ပေါင်းဆက်လိုက်တယ်ဆိုတဲ့သဘောပေါ့မှန်တော့ပေါ့ကွနောက်ပြီးတော့ကျွန်တော်မလေးရပွဲမှာသူ့ဘောကြတဲ့အချက်တစ်ချက်ရှိတယ်သူမလို့ဟုတ်ပြဟာတယ်မလို့ပါအားပါလေလေတော်ကျွန်တော်ဗယ်ရာနဲ့ပွဲတော့ကဆိုရင်ကျင်းတဲ့အားများတဲ့အချက်တွေဥပမာသူကြောက်ပါစကွန်နဲ့ဘက်ကစ်တွေစကွန်နဲ့ဘိုးတွေစကွန်နဲ့ဖစ်တွေအဲ့ဒီအများကြီးတော့လည်းနောက်ဟိုက်ကစ်တွေဘော်ဒီကစ်တွေကျွန်တော်တောက်ဆောက်ကြည့်လာတယ်ရော်နီကာစီတတိနဲ့ပြန်ရဖို့ကြောက်ကုန်တယ်သူသူဒီမဟုတ်ဘော်ဒီချော့တွေထိုးတော့ င်ကစ်တွေကောင်းတယ်ပူရှ်ကစ်တွေကောင်းတယ်အဲ့လောက်ပဲအဲ့လားလေပဲသူကောင်းတယ်သူမပိုင်နိုင်တဲ့ဘိုင်လင်ရှိတယ်ဘုံလေးကမှမနည်းအားကြတော့သူမလို့အဖဲမကန်အောင်ဟောက်တောင်ရှင်းလာတို့ဟတ်တစ်ကန်လာတို့ဘော်ဒီကန်လာတို့အဲ့ဒါသိမ့်မလို့ဘူးမလို့တဲ့အတွက်လေသူအားသာကြပြောက်သွားသူတို့ခဲ့တယ်အဲ့တော့ဒီ post kit ပေါ့နော်တနည်းအားဖြင့်မွေမာလို့သူတို့ tape လို့ခေါ်တာပေါ့တောင်ချိုင်းအရန်သုံးတယ်ပေါ့နော်တောင်ချိုင်းကဒါပုံမှန်အားဖြင့်ဆိုရင်ဒီသူများတွေကဒီ jab ကိုသုံးတယ်ပေါ့ jab လက်သီးကလည်းတိုင်ဘက်ဟန်တားလာတာကို တန်ဖျက်ရဲ့တိုက်စစ်ကိုဟန်တားဖို့အတွက်ပြီးတော့ကိုကတန်ဖျက်ရဲ့အားနည်းချက်ကိုလိုအပ်လိုအပ်သလိုရှာဖို့အတွက်ပေါ့ဒရိုနီကာကအဲ့ tip တွေအများကြီးအခုဒါကျွန်တော်ကိုစွန်ကြီးပြောမှမျက်လုံးနဲ့မြင်လာတာကောင်းနေဝင်လာတာပေါ့နော်ပထမအဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်လုံးဝမေ့နေအခုကိုစွန်ကြီးပြောသွားတယ်ဒီ push kit တွေအများကြီးနည်းသွားတာဆိုတော့တကယ်လည်းသူအများကြီးတုံးသွားတယ်နော်ဒရိုနီကာအဲ့ကောင်ကပွဲပေါ်ဒီ push kit ကဒရိုနီကာမလေးကကောင်းတယ်ဟုတ်ဟုတ်ကဲ့တရားမှုရှိတယ် ်ကူစတာနဲ့အလုံးတုံးလေကွာဒီခါလေကြရင်ဘူးရှိခစ်တွေကကျွန်တော်တို့ကတက်ကင်လေးအနေနဲ့တုံးတယ်တက်ကင်လေးနဲ့တုံးလို့ရှိရင်တော့ကျွန်တော်ဘယ်လန်တော့ညာလဲကန်တယ်ပေါ့ဘူးရှိခစ်ပေါ့ဟိုဒီဖန်နေလည်းကြတော့ရှင်းချင်းကြီးဘယ်လန်ဟိုလာလန်တော့ဒီပင်နဲ့ကန်တယ်နည်းနည်းပေါ့ထောက်ထားတယ်ပေါ့မလေးရဆိုရင်ဗတိချင်းဖိုင်ဖူးတန်ကိုလည်းအားတွေပါဒီနေ့ပဲလက်ကဘလုံးမမတာဘူးစက်မပြေဘူးဒီကတော့ဘာလဲလာလဲဆိုဒီနေ့ဖက်တက်စတောင်းပါကိုချစ်တဲ့နင်းကြီးလေးနဲ့ဟမ်လောက်ဖို့ကြိုးစားကြည့်သေးတယ်။တတိယလက်ပါကြားတယ်။သို့တော့ ဒီဒီကနေ့ကျနေတဲ့ push kit တွေအားလဲသူကပျော့ခွင့်နေတော့အားမပါတော့ဘူးငယ်လိုက်ဘူးတားနာဘူးရိုနီကာကိုတက်တက်သွားအောင်တော့ဒီမပန်းလာဆောင်တယ်လို့ကအပြည့်အားရတဲ့တို့နော်ဒီ push kit တွေအားလဲအရန်ကို damage ပြင်းနေလူကောင်းလဲဒါမှပြောက်ပြတ်သုံးဝင်နေရေးကြည့်တဲ့ဒဏ်ရာတွေထဲမှာတော့ပါတာပေါ့သူတို့ဒီရိုနီကာကပွဲမတိုင်ခင်တော့ကလည်းပြောထားတယ် အချက်တွေကိုလည်းသူကိုယ်တိုင်ပြောထားတာရှိတယ်သူ့ရဲ့အကောင်းဆုံးပုံစံကိုနော်မပြလိုက်ရဘူးသူ့အကောင်းဆုံးပုံစံကိုနောက်ဘက်မှာမြင်ရမယ်ဆိုလို့သူပြောခဲ့တာရှိတယ်မနေ့ကတကယ်ပဲအဲ့ဒီအရာကိုလုံးပြနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီပြီးတော့ဒီ bonus case ပြောရမယ်ဆိုရင်လည်းသူ show နဲ့ပွဲတော့ကလည်း bonus ရတယ်ပြီးတော့အခုဒီ9နဲ့ပွဲမှာလည်း bonus ထည့်ရတယ်ဆိုတော့ bronica က chatry အားကိုးထားတဲ့ဒီဘယ်လိုခေါ်မလဲလက်နက်တစ်ခု ဖွက်ဖဲတစ်ခုဖြစ်နိုင်လားအဲ့ဒါလေးလည်းချက်ပြောပြပါဦးကျွန်တော်လည်းအဲ့လိုပဲအဲ့လိုပဲထင်တယ်ဆိုတော့ချက်ဖြစ်ပြီးဘရိုနီကာကိုဒီစာချုပ်ဘယ်မှမထိုးပါသေးတဲ့စာချုပ်ထုတ်ပြီးပေါ်လာတဲ့အတန်ဝေဒန်ဝေထိုင်းကိုကစ်ပေါက်တင်အောင်လားဒီဒန်အဆင့်ဖိုက်လာတယ်လေဝဲတဲ့လေးကျန်လို့ဘလူဝဲလေးလည်းဖြစ်တင်ပြမယ်ဘုဘုံဘုံဒီဘလူဝဲဒီနာလီလာထိတ်တန်းတော့လည်းပဲပွဲစဉ်နေပေါ့နော်အဲ့လိုလေးလည်းဒီစဉ်ရေလို့ဘရိုနီကာကိုပေါ်လာတာဘရိုနီကာအပေါ်မှာလည်းသူ့အနေနဲ့ ကြိုက်ပုံရတယ်။အဲကြောင့်လည်းပထမကြီးပွဲဥပ္ပတ်မှာကျုံလာတော့မှ bonus ပေးတယ်။ညအောင်လုံးပေးတယ်နော်။အခုမလေးရညအပွဲမှာလည်း bonus တက်ရတယ်။ဒီ Veronica ဒီချက်ပြေခဲ့တဲ့နန်းတစ်ခုပဲ။ဟိုဘယ်လိုခုပဲ။မျိုးသမီးအတန်ဝေးကြတယ်လို့ကျွန်တော်တို့အလုပ်โอเคကျွန်တော်တို့အခုအချိန်မှာတော့ဒီ Veronica ကိုဒီကပတ်တွေယူมาလားထိတ်ဆုံးရောက်လာมาလားနံပါတ်1နေရာရောက်သွားมาလားဆိုတော့မေးခွန်းတွေမေးဖို့ကတော့အရင်ဆော့ပါသေးတယ် ပြန်ပြန်ကောင်းနေလည်းအများကြီးရှိတဲ့အတော့ပေါ့နော်ဆိုတော့ဒါပေမဲ့လောလောဆယ်အနေအထားရကိုစွန်ကြီးပြောပုံအရအခုဒီဒုတိယပွဲ performance သူ့ရဲ့ပြင်ဆင်မှုသူ့ရဲ့သူ့မှာရှိပြီးသားဒီ boxing နဲ့ပတ်သက်တဲ့အတွေ့အခေါ် knowledge ပြီးတော့ဒီအတွေ့အကြုံဒါတွေအကုန်လုံးကိုဒီအကောင့်ထဲပေါ်ဖို့အတွက်ဒီအသုံးချမှုပေါ့နော်အဲ့အသုံးချမှုတွေအကုန်လုံးကိုစွန်ကြီးဒါကျင်းတဲ့တယ်လို့တော့ဒါအကြံပြင်းကျွန်တော်ကောက်ချက်ချလို့ရတယ်ဆိုတော့ဗရိုနီကာနဲ့ပတ်သက်ပြီးတော့ အဲဒီအစီအစဉ်များကြည့်နေခဲ့ရင်ဘာအကြံပေးပြန်သေးလဲပြီးတော့နောက်တစ်ချက်ကဒီဘယ်လိုခေါ်မလဲဗရိုနီကာကိုဟိုနောက်ဆုံးအနေနဲ့ကိုစွန်ကြီးရဲ့ဒါဂျင်လွင်းစကားသုံးဖို့ချီးကျူးစကားတန်အားလေးပြောပြီးကျွန်တော်တို့ပြန်လဲရအောင်ဟုတ်ပဲကျွန်တော်တို့ဒီဘရိုနီကာဝိုင်းချမ်ပီယံရှစ်ကိုစပြီးစတုံးခါသာတော့တဲ့စကားရှိတယ်ဟုတ်ကဲ့ဘာလဲဆိုတော့ကျွန်တော်ဒီအတန်ဝင်းဘူးပလီမူတိုင်းပါဆိုရင်ချန်ပီယံပါလိဒူအလက်စီယာဘူးဘက်ဒီကတော့ အတံဝိအမျိုးသမီးရဲ့ကစ်ပေါက်စင်ပါကတော့ထိုင်းထိုင်းနိုင်ငံလူအချင်းကြအဲ့ဒီနှစ်ယောက်လုံးသူကြောက်နေမှာမဟုတ်ဘူးသူတို့စီကိုသူကြောက်အောင်လာမယ်သူတို့ပြောခဲ့ပြီအဲ့ဒါသူစာချုပ်ချုပ်တဲ့အချိန်မှာငေါ့ဘုတ်မှာပါဟုတ်လားဟုတ်ဟုတ်ဘယ်နည်းအားကြောင့်သူထပ်ပြောရဲပါလဲဆိုတော့သူ့ကိုရုပ်ပြီးပါတယ်ခဏဒီချောင်းပြထစ်ဖို့ပြအဲ့စကားကလည်း သူနာပြောခဲ့တဲ့စကားတွေရဲ့ဟာကိုဒီကပြကြပြဆိုင်မှာပြောနေတော့တောင်းလဲလို့ဆက်ဆိုဒီဝိုင်းနေရတယ်ညတ်တော့ဒါသူပြောခဲ့အဲ့ပုံမှာကျွန်တော်ဘာခံစားရလဲသူပြောခဲ့တယ်လို့မျိုးကျွန်တော်တို့အနေနဲ့လည်းဟိုအောင်လာတော့ပါဘုန်းချက်ပြန်ဖြစ်မှာမြန်မာလေးရနေပြီးတော့ချန်ပီယံအပွဲကိုဟုတ်နော်နင်ပြောပို့လာဘူးညော်လင်းကြည့်မိတယ်အဲ့ဒီညော်လင်းချက်ကလည်းလောလောဆယ်မှာတော့ဒီကပဲရှိတယ် ျွန်တော်တို့ဒီဓမ္မကြီးတက်တယ်ကျွန်တော်အပါအဝင်အားလုံးရကြော်လေးတက်ပြီးဘရိုနီကာပေါ်မှာလောလောဆယ်မှာဟိုတည်နေတယ်ဒီတော့ဘရိုနီကာဟိုလက်ရှိပေါ်ပေါ်မှာအကောင်းဆုံးပေးပါအကောင်းဆုံးကြိုးစားပေးပါလို့ကျွန်တော်ပြောချင်တယ်နောက်ပြီးတော့ဘရိုနီကာအောင်မြင်ပါလေကျွန်တော်မှန်ထားတဲ့ချင်တဲ့ပြည့်ပတ်ဒီနေတယ်ပြန်အောင်ရနိုင်ပါကျေးဇူးအားကိုစွန့်ကြည့်တာကျွန်တော်တို့ Soccer House ရဲ့ဒါရွေးရလုံးရေစကားဝိုင်းဆိုလဲဟုတ်တယ်လို့ပွဲပြီးသုံးသပ်ချက်ဆိုလဲဟုတ်တယ်ပြီးတော့ကိုစွန့်ကြည့်ရဲ့ဒီပွဲပေါ်အမြင်နေနဲ့ တခြားသောဒီပြောကျင်တဲ့စကားတွေပေါ့နော်ကျင်တဲ့စကားတန်လေဆိုတော့တချို့အားပေးခဲ့ကြတဲ့ပြိတ္တများအခုအချိန်အထိပေါ့နော်ဒါဒီစကားပြောနေတဲ့အချိန်ထိကြည့်နေဆိုတော့တပေါ်လုံးကြည့်ပြီးပေါ့အခုချိန်အထိဒါတချို့ပေးခဲ့ကြတဲ့ပြိတ္တများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်